လာမယ့်ဧပြီမှာထိုင်းနိုင်ငံကဥဆောင်ကျင်းပမယ်ဘင်္ဂလားပင်လယ်အော်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ Binstep ရဲ့6ချိန်မြောက်ထိပ်တီးစည်းဝေးမှာမြန်မာစစ်ကောင်းဆောင်ကိုဖိတ်ကြားထားတယ်လို့ထိုင်းသတင်းတချို့ကဖော်ပြပါတယ်။ဧပြီ3ရက်နေ့ကနေ4ရက်နေ့ထိကျင်းပမယ်အဲ့ဒီစည်းဝေးကိုအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတက်ရောက်ဖို့ရှိနေတာမို့အာနာသိန်းမှုအတွင်ပထမဆုံးအကြိမ်ထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိနေတာပါ။ဘင်္ဂလားပင်လယ်အော်ဒေတာရင်းနိုင်ငံတွေရဲ့နည်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဘင်းတက်အဖွဲ့မှာထိုင်းမြန်မာ ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊နီပေါနဲ့ဘူတန်နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုဖိတ်ကြားထားတာဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက်လူသမားရေးတက်ကြွလှရှားသူဦးအောင်ကျော်ကအာနာဒိန်းစစ်တပ်ကိုဘယ်နိုင်ငံကမှမြန်မာနိုင်ငံရဲ့တရားဝင်ဆိုရာဖြစ်အတိမတ်ပြုထားတာမရှိတဲ့အပေါ်အခုလိုဖိတ်ကြားတာဟာမသိလျော်ဘူးလို့သူ့မြင်ကိုပြောပါတယ်။အမှန်ကတော့စစ်တပ်ကအာနာတက်ယူထားတာလေနှစ်ကျော်ခဲ့ပြီ။အဲ့ဒီအချိန်မျိုးမှာဘယ်နိုင်ငံပဲအတိုင်းအဝန်းကမှမြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလို့ပြီးမှတ်ပြုထားရတယ်မရှိဘူးလေအဲ့တော့ဒီလိုအနေထားမျိုးမှာလည်းပြည်သူတွေရဲ့အသက်အိုးရစီးစိတ်တွေလည်းလွန်သွားဒုက္ခရောက်နေတဲ့အချိန်အခါမျိုးမှာလူမျိုးဟိုနိုင်ငံတကာအတန်းဝန်းနဲ့မှာဆက်ခွက်ပြန်လာမျိုးကတော့ဟိုမတင်လျော်ဘူးလို့ကျွန်တော်အမြင်သုံးသပ်လိုပါတယ်ဟုတ်ကဲ့စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့အာနာသိမ့်မှု၄နှစ်ကျော်အတွင်း ကြီးပခီးစဉ်အဖြစ်ဒေတာရင်းနိုင်ငံတွေကဖိတ်ခေါ်ခြင်းမရှိပေမဲ့တရုတ်ရုရှားနဲ့ဘယ်လာရုစတဲ့နိုင်ငံတွေရဲ့ဖိတ်ကြားမှုတချို့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဘယ်လာရုခီးစဉ်အတွင်းအခုနှစ်နှောင်းပိုင်းဒါမှမဟုတ်နောက်နှစ်အစောပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတယ်လို့စစ်ကောင်းဆောင်ကထုတ်ပြောခဲ့ပြီးနောက်ပိုင်းထိုင်းခီးစဉ်ထွက်ပေါ်လာတာပါ။တစ်ဖက်မှာနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကနေဖော်ရန်ထုတ်ဖို့အမည်စရင်းတင်သွင်းခံထားရတယ်လို့အာဂျင်တီးနားနိုင်ငံတရားရုံးကနေလည်းစစ်ကောင်းဆောင်အပါအဝင်စစ်ဗိုလ်ချုပ်23ဦးတို့ကိုဖော်ရန်ထုတ်ထားတာပါ။ ဒီချိန်ဒီမှာဘင်းစတက်အစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်ဖြစ်ရင်နှစ်နိုင်ငံစစ်တပ်အကြားစစ်ရေးမဟာမိတ်ကြောင့်ထိုင်းစစ်တပ်ကလွန်ကြုံရေးအာမခံချက်ပေးထားတာလို့နိုင်ငံလေးလာတုံးသက်သူဦးတန်းစွန်နိုင်ကတုံးသက်ပါလိမ့်။ဟိုမှာဘီယာစစ်တပ်နဲ့စစ်ကောင်စီနဲ့ထိုင်းနိုင်ငံအမြဲတမ်းစစ်ရေးမဟာမိတ်ကွဲထားကြတာဖြစ်ပါလေ။ဒါကြောင့်ထိုင်းနိုင်ငံမှာအရသာစုဝတ်တဲ့လေထိုင်းစစ်တပ်နဲ့မြန်မာစစ်တပ်နဲ့ကတော့ကျွန်တော်တို့ 你见过的方便吃什么？你讲的习惯，没辣椒，那没有人太能包的，所以他们说的，他们说太慢了，吃不惯，毕竟那会，那我爸爸每天弄那个，那那个是什么东西？哎，那个比较简单的，没有人太能包的，所、啊、以。 လုံးုံရေးရတော့ပြိတ်တော့ဒီနေ့လိုရတာဆူရရှိနေရအောင်ပါအမခန်ရဲ့ပြိတ်တော့မရှိပါဘူးဒါပေမဲ့ထိုင်းစစ်တပ်ကအမခန်ကြီးရှိပြေးလို့သွားတယ်လို့ပဲကျွန်တော်တို့ကလည်းယူဆပါလိမ့်ခဲ့ဘင်းစတက်ရဲ့6ကြိမ်မြောက်ထိတိစီဝေးအတွက်ထိုင်းနိုင်ငံကိုတွားရောက်မဲ့စစ်ကောင်းဆောင်ရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့လောလောဆယ်မှာအတိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။အဲဒီစီဝေးဟာ လက်ရှိထိုင်းဝန်ကြီးချုပ်ပေတွန်ထံကတဘာပတိဖြစ်ပထမဦးဆုံးတာဝန်ယူကျင်းပတာဖြစ်ပြီးဒေတာရင်းအဖွဲ့ဝင်နိုင်ငံကခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါတယ်။ဘင်းစတက်အဖွဲ့ကို1998ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ထူထောင်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်နဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။